โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ channel နဲ့လုပ်ပေးမှာကကျွန်တော် confirmation ယူတဲ့ candidate အနေနဲ့ပေါ့ candidate အနေနဲ့ဘာ၃ပါးအကြောင်းကိုကျွန်တော်ရှင်းပြပေးမှာဖြစ်တယ်အဘာ၃ပါးကိုတော့ကျွန်တော် video တစ်ခုချင်းအနေနဲ့ create လုပ်ပေးမှာဖြစ်တယ်အအခုပထမဆုံးဘာအနေနဲ့ကျွန်တော်အပြောပြချင်တာကတော့ pin ပါ pin ပါအကြောင်းကျွန်တော်ပြောမယ်ဒါ trader တွေလည်းတည်တယ်အကျွန်တော်အ pin ပါအကြောင်းကိုအခုဒီနေ့ကျွန်တော် share လေးလုပ်ပေးမယ် အဲနောက်ထပ်ဗီဒီယိုလေးကိုလည်းကျွန်တော်အာ subscribe တင်ပေးဖို့ရှိတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်ရဲ့ channel ကိုလည်း like subscribe follow လေးလုပ်တာပြဖို့တောင်းဆိုချင်ပါတယ် okay စတယ်အောင် let's go ပြင်ပါလေးဒီမှာကျွန်တော်ကအာ hammer အကြောင်းကိုကျွန်တော်စာပြပြောမယ် okay ကျွန်တော် hammer ကိုစာပြပြောရင် hammer ကဘလို့ကန်ရတယ်သူက reverse သူက reverse ကန်တယ်ပြီးရင်သူက သူက blue list scanner ကိုပေးတယ်သူက reverse ဖြစ်လဲ blue list scanner ကိုပေးတယ်သူက reverse ကန်တယ် blue list ဈေးတက်မယ်ဆိုတာကိုပြောတာပေါ့နော်ဒီကန်တယ်ကဘယ်လိုဖြစ်လာလဲဆိုရင်သူကပထမနေ့မှာသူဈေးဖွေတယ်အဲဈေးဖွေပြီးတော့သူကထိုးဆင်းသွားတယ်အဲဒီနေ့တော့သူထိုးဆင်းသွားတယ်ထိုးဆင်းသွားတဲ့အချိန်မှာဘိုင်ယာတွေကဝင်လာတယ်လုံးကြီးအကောင်ကြီးကြီးတွေဝင်လာတယ်သဘောပြောင်းရပြီအကောင်ကြီးကြီးတွေဝင်လာတယ်ကျွန်တော်အဲ့ကန်တယ်အကောင်ကြီးကြီးတွေဝင်လာတယ်မင်းတို့တွေ ော်လို့ရပြီငါတို့ဝယ်ပြီဆိုတဲ့သဘောမျိုးပေါ့အဲ့လိုအဲ့လိုသဘောမျိုးဆိုပြီးတော့ထိုးတက်သွားပြီးတော့ဒီလို close ဆိုပြီးတော့ပြိုက်သွားတယ်အဲ့ဒီ out က spike rejection ကအရင်ရေးကြည့်တယ်ဟဲမမှာ out spike အရင်ရေးကြည့်တယ် out spike ကဘလောက်ထိဟိုဘယ်လိုပြောမလဲဘလောက်ထိဝယ်တဲ့လူတွေဘလောက်ထိများသွားပြီးဆိုတာပြရတယ်အဲ့လိုသဘောမျိုးရှိတယ် okay ဒီပုံကျွန်တော်ကြည့်အောင်ဒီပုံကကျွန်တော်တို့ကြည့်လိုက်စင်းနေတဲ့အစင်းလေးတခုရှိရမှာပေါ့သူတပေါ်ကျွန်တော်ပြောရင် number 1တရား down trend ဖြစ်ရမှာ downtrend အဆင်းအဆင်းလေးတခုရှိနေရမှာပေါ့အဲ့လိုသဘောမျိုးရှိတယ် downtrend တောင်မောက်ရင် at trend မှာဒီလို swing လေး swing မှာဒီလိုဒီကောင်ပေါ်ရမှာဒီမှာပေါ်ရမှာအဲ့လိုတဘောမျိုးတူပြောတာ downtrend တောင်မောက်အဆင်းလေးတခုရှိနေရမှာ okay နံပါတ်2ကဘာလို့ဆိုလို့လဲဆိုတော့ဒီကျွန်တော်တို့ဒီသူ့ရဲ့ spike ကကျွန်တော် spike နဲ့ပဲ share shadow လို့ပဲပြောပါနော်သူ့ရဲ့ shadow ကဒီ body ရဲ့ဒီ body ရဲ့ကျွန်တော်တို့နှစ်ဆ okay အဲဒီ body ရဲ့နှစ်ဆ နဲ့အထက်ပေါ့ဗျာနှစဖြစ်နေရအောင်ပေါ့အဲ့လိုအဲစတန်ဒတ်ကကျွန်တော်နှစဖြစ်နေရမယ်အနည်းဆုံးပေါ့နှစဖြစ်နေရမယ်ဆိုတဲ့သဘောကိုသူပြောပြတာအောက်က real body bullet or bullet bullet ဆိုတာအဲ့ဒါကဒီ body အယောင်ကဟို bullet လေဖြစ်လို့ရတယ်ဘယ်လိုလဲဒါပေမဲ့ butter if bullet ဆိုတာကကျွန်တော်တို့အအစိမ်းရအောင်ဆိုပိုကောင်းတယ်ဘာဖြစ်လို့အတက်ကန်နေဖြစ်တဲ့တော့ကြောင့်သူကအတက် body နဲ့ပါဆိုရင်ကျွန်တော်တို့အကောင်းဆုံးပေါ့ဒါမျိုးတော့ရှိတယ်အာနောက်တစ်ခုအနေနဲ့က apostrophe ကြောက်ပြောကြင်လာဒီအပေါ် survive တော်လားတတိလေးအဲ့ဒီအပေါ် survive အဲ့ဒီအပေါ် survive ကဟိုတူနေရန်ကောင်းလေဗျာတူနေရန်ကောင်းလေဒီလိုတအားကြီးဒီလို heavy ရှင်နေကျွန်တော်တို့တော့အဆင်မပြေဘူးဘာဖြစ်လဲဆိုတော့အပေါ် survive ကကျွန်တော်ရောင်းတဲ့လူတွေရှိနေသေးတယ်ဆိုတဲ့သဘောမျိုးငါတို့ရောင်းနေသေးတယ်ဆိုတဲ့သဘောမျိုးရောင်းတဲ့လူတွေရှိနေသေးတယ်ဒါကြတော့ကျွန်တော်ဝယ်မယ်ဆိုတော့ကျွန်တော်တို့ရန်သူပေါ့ရန်သူလို့ပြောရတယ်အဲရောင်းတဲ့လူတွေရှိနေကြတယ်အဲကြောင့်ကျွန်တော်တို့တော့ဒါ R I S K Y risky ပေါ် spike ကကျွန်တော်တို့ risky ဖြစ်တယ်ကျွန်တော်တို့ recap ပြန်လုပ်ရရင် hammer တခုဖြစ်ဖို့ဆိုတာကျွန်တော်တို့နံပါတ်၁ကကျွန်တော် down trend down မဟုတ်ရင်ကျွန်တော်တို့တက်နေတဲ့အတက်မှာ down swing လေးတခုဒါမျိုးပြောတာဒီ down swing လေးတခုအဲ့မှာပေါ်ရမယ်အဲ့မျိုးဖြစ်ရမယ်အဲ့နံပါတ်၂က lower shadow ဆိုတာ lower shadow ကဒီ shadow ကဘော်ဒီရဲ့နှစ်ဖက်ဖြစ်နေရမယ် နည်းဆုံးပေါ့နော် body ရဲ့နှစ်စားဖြစ်နေရမယ်အာ real body ဒါကောင်ဒီ deep body ကကျွန်တော်တို့အစိမ်းအောင်ဖြစ်နေပို့ကောင်းတယ်ဆိုတဲ့ပုံမျိုးအာဒါပေမဲ့ကိစ္စမရှိဘူးအစိမ်းနဲ့ဖြစ်ရအနည်းနဲ့ဖြစ်ရတယ်အာ hammer ကိုကျွန်တော် try လုပ်မယ်ဆိုရင်ဘယ်လို entry slot လောက်ပေးလဲဆိုရင်ကျွန်တော်ဘယ်လို entry slot လောက်ပေးလဲဆိုတော့ကျွန်တော်ဒီမှာတခါလေးပြောရမယ် entry ကျွန်တော်ဘယ်လိုယူမလဲ stop လောက်ဘယ်လိုမှာထားရမလဲဆိုရင်ကျွန်တော် hammer ကိုဘယ်လို train လဲဆိုရင်ကျွန်တော်တို့ hammer ရဲ့အပေါ်ကျွန်တော်3 bit ဒါမှမဟုတ်5 bit လောက်မှာကျွန်တော်တို့ entry ကိုကျွန်တော် e လို့ပဲရေးလိုက်မယ် okay entry ယူပြီးတော့အောက်မှာကျွန်တော်တို့ stop လို့ sd ကျွန်တော်ထားတယ်ဒီလိုမှကတ်ခွာလေးမှာအပေါ်ကတ်ခွာအောက်ကတ်ခွာလေးမှာကျွန်တော်တို့3 or 5ပြည့်အဲ့လောက်မှာကျွန်တော်တို့ entry နဲ့ stop လို့ကျွန်တော်ပေးပြီးတော့ကျွန်တော်တို့ search လုပ်တဲ့ပုံစံပေါ့နော် okay ဒါကကျွန်တော်တို့ shooting star shooting star လည်းခဏတော့ဟဲမားနဲ့တူတူပဲဒီကောင်လည်း reverse ပဲ ဒီကောင်ကလည်း reverse reverse signal ဒါ bearish reverse bearish signal ကိုပြတယ်ဈေးကျမယ်ကန်တဲ့အမျိုးပေါ့ဈေးကျမယ်ဆိုတဲ့ကန်တဲ့ shooting star မှာလည်းကျွန်တော်တို့အဲ့လိုပဲဈေးကတက်လာမယ်ဈေးတက်လာပြီးတော့အဲ့ဒီကန်တဲ့အမျိုးပေါ်မယ်ပေါ်မယ်ဆိုရင်အာဘာကိုဆုလွက်လာတယ်ဆိုရင်ဒီမှာဆယ်လာတွေအများကြီးဝင်လာပြီဆိုတဲ့ပုံမျိုးကျွန်တော်ဒီတွေ့ချက်ရှင်ကကျွန်တော်တို့ပြောပြတယ် အဲမှမှာလည်းဒီလိုပဲဘိုင်းရတယ်အများကြီးအာဝင်လာပြီဆိုတော့ဘိုင်းရအကောင့်ကြီးကြီးလေးတယ်ကျွန်တော်ပြောလို့ပဲအကောင့်ကြီးကြီးတယ်ဝင်လာပြီဆိုတော့သဘောမျိုးပြတယ်โอเคဒါသူကဒီ head shooting star ကကျွန်တော် hammer နဲ့ cassin ပဲသူကတခုရှိတာသူကဈေးကြမယ်ဆိုတော့ second ကိုပေးတယ်အဲ့တော့ကျွန်တော်တို့ဒီပဲကနာ hammer က down trend အစင်းတခုရှိရသူက atra သူက atra ဟို atra သူကဟိုအတက်တခုရှိရမှာပေါ့နော်ဒီလိုအတက်လေးတခုရှိရမယ်အတက်လေးတခုရှိမယ်သူကပြီးရင် တူတူပဲအပေါ် spike ကကျွန်တော်အပေါ် shadow ကဒီ body ရဲ့နှစ်ဆဖြစ်ရမယ်ဒီ body ရဲ့နှစ်ဆဖြစ်နေရမယ်အာနောက်တစ်ခုကလည်းတူတူပဲကျွန်တော်တို့အာဒီ candle ကအနီလည်းဖြစ်ရတယ်အစိုင်းလည်းဖြစ်ရတယ်အာဒါပေမဲ့သူကဈေးကျတော့မယ်ဆိုတော့စကနေရောက်ပေးတဲ့တော့ကြောင့်အနီဖြစ်နေကျွန်တော်တို့အကောင်းဆုံးအဲ့ဒါပြောတာโอเคကျွန်တော်တို့ market ကချက်တစ်ခုယူပြီးကျွန်တော်ကြည့်အောင်โอเคဒါကကျွန်တော် BNB ချက်ကယူလာတဲ့ပုံပေါ့ဒီမှာ shooting star choosing strategy ကနေကျွန်တော်ပြောတာအဲဒီကနေကိုကျွန်တော်ဆိုလိုတာအာဒီဒီကနေခဏကလိုပဲကျွန်တော်တို့အတက်လေးတခုရှိရမယ် sampling adrenaline ပြင်မယ် adrenaline ပြင်ဖြစ်မယ်ကျွန်တော် down trend က retinal adrenaline လေးတခုပြင်လည်းဖြစ်မယ်ပြီးရင် spike က body ရဲ့နှစားဖြစ်ရမယ်ဖြစ်တယ်ကျွန်တော်တို့အမှသူရဲ့ out spike ကတော်တော်လေးပဲရှိရမယ်မရှိရင်အကောင်အောင်ဒီကောင်ကကျွန်တော်တို့သူက standard အရင်လှတယ် ာမျိုးတွေကိုကျွန်တော်တို့အာ probability များတယ်ပေါ့ဗျာ100%ဆယ်ကထွက်လို့ဆယ်ကတော့နိုင်တဲ့လူတွေလည်းမရှိဘူးကျွန်တော်ဒါထွက်ကြတယ်လည်းသိတယ် probability ရှိတဲ့အရာတွေကိုကျွန်တော်တို့အာလုပ်နေတဲ့သဘောမျိုးပဲဘယ်လုံးဆိုကျွန်တော် risk ရှိတယ်ဟုတ်တော့အာ risk ရှိတယ်အဲ့ဒါကြောင့်ကျွန်တော် probability များတဲ့အရာတွေကိုကျွန်တော်တို့ဆွဲထုတ်ပြီးတော့အာလောက်ရတဲ့သဘောပဲ โอเคကျွန်တော်တို့ shooting star ကို trade လုပ်ရင်လည်းအဲတိုင်းပဲကျွန်တော်တို့အပေါ်3 to 5 pin မှာအပေါ်မှာကျွန်တော်တို့ stop loss ထားမယ်အောက်မှာ3 or 5 pin မှာကျွန်တော်တို့အာ entry ပေါ့နော် entry ကျွန်တော် e လို့ပဲရေးမယ် stop loss entry stop loss အဲ့လိုပုံစံပဲကျွန်တော် hammer နဲ့တူတူပဲအားလုံးကတူတူပဲအဲ trade လုပ်ရင်အဲ့လို trade လုပ်လို့ရတယ်ဟုတ်ပေါ့နော်အခုကကျွန်တော်တို့ dragon flying to g ဒီကောင်ကလည်း pin ပါ pin ပါပဲအာဒီကောင်က hammer နဲ့တူတူပဲအာ reverse အတက် signal ကိုပြတယ်ခဏကျွန်တော်ပြောမှုပါ single confirmation ဒီကောင်တတိုင်းနဲ့အလုပ်လုပ်တယ်ပေါ့နော်တန်တဲ့ချောင်းနဲ့အလုပ်လုပ်တယ်ဆိုတဲ့သဘောမျိုးသူမှကွာလာကအဲ open ဒီကနေ့ open price ကိုပဲအဲပြန်ပိုက်ပါတယ်အဲကြောင့်ဒီကောင်ကအဲ candle လိုမျိုးအတော်လေးမပေါ်ပဲဒီကောင်ချောင်းလေးပေါ်ပါတယ်အဲဒီလိုပေါ်တယ်ဒီကောင်ကတူတူပဲကျွန်တော်တို့ apostle မရှိအောင်ဆုံး apostle ဒီလိုရေးရှေ့နေရင်ကျွန်တော်တို့တော့ဒါကတော့အဆင်မပြေတော့ဘာဖြစ်လို့ဆိုတော့အပေါ်က10လား အာဟိုအရင်ဗီဒီယိုတော့ကျွန်တော်ပြောပြတဲ့ဒိုဂျီကကျွန်တော်တို့က intersection เนาะဘာဖြစ်လို့ intersection ဖြစ်လဲဆိုတော့ကျွန်တော်တင်တာတစ်ခါလဲရှင်းပြအောင်ဒီလိုကြီးဖြစ်နေတော့ကျွန်တော်တို့ seller နဲ့ဘိုင်ယာကကျွန်တော်တို့ညအဲ့လိုတပုံမျိုးရှိဘာဖြစ်လို့ကျွန်တော်အပေါ် spine နဲ့ out spine ကအရင်ကိုစကားပြောရတယ်ဗျာကျွန်တော်တို့ market အဲ့ဒါတွေကြည့်တိုင်ကျွန်တော်တို့အများကြီး market အကြောင်းနားလည်တယ်ပေါ့နော်ဒါမျိုးတွေရှိတယ်အဲ့ဒါကြောင့်ကျွန်တော်အများနဲ့အဲ့ဒီ shadow တွေ spike တွေပါတယ်အကြောင်းကျွန်တော်အနေနဲ့အရေးကြီးတဲ့အကြောင်းကျွန်တော်အနေနဲ့ထည့်ပြောတယ်နောက်ပိုင်း analyze တွေမှာလည်းကျွန်တော်ထည့်ပြောပါရှိ Okay Okay Dragon Prime တို့ကြည်ဒါကလည်းတူတူပဲဗာဒီ hammer နဲ့တပုံစံနဲ့ပဲကျွန်တော်တို့တူတူပဲအမတူရကျွန်တော်တို့ကြောင်းကွာသွားတာကဒီက number 4လေးဒီကဟိုသူ open ခဲ့တဲ့ price မှာပဲသူပြန် close သွားတော့ဒီတော့အတန်လေးဖြစ်သွားတာပေါ့နော်ဒါဆိုရင် standard အဲ့ဒါပါ ကျန်တာအကောင်လုံးတူတူပဲเนาะကျွန်တော်တို့ trade လုပ်မယ်ဆိုရင် air time ပဲကျွန်တော်တို့ hammer shooting စတာ air bomb စတာအတိုင်းပဲကျွန်တော်တို့ ball 3 or 5 pin မှာကျွန်တော် entry အာအောက်မှာတော့ကျွန်တော်တို့အောက်မှာ3 or 5 pin မှာကျွန်တော်တို့ stop lock အနေနဲ့ကျွန်တော်ထားပြီးတော့ကျွန်တော်တို့ trade လုပ်ဒါကတော့ entry win နဲ့ပုံစံကိုကျွန်တော်ပြောပြတာ Okay နောက်တစ်ခုက grab stone တို့ကြီးလို့ခေါ်တယ်ဒါက shooting star နဲ့တူတူပဲအာ phase ေးမှာပဲတူပြန်ပိုက်ပါတယ်အချောင်းလေးဖြစ်ပါတယ်ဟိုဒါတော့မပါဘူးဗောနော်ကန်တယ်တော့မဖြစ်ပါဘူး အဲ့လိုပုံလေး Okay ဒီမှာဒီမှာဆိုလဲ G တူတူပဲ number 3 ठी อ่ะကျွန်တော်တူတူပဲ number 1 number 2 number 3 ठी อ่ะတူတူပဲ um กว่าว่าဆိုတော့အဲ့ဒီကျွန်တော် number 4ခွေးတဲ့ကန်နေမှာပဲကျွန်တော်တို့ပိုက်ပါတယ်တပေါ်မျိုးအဲ့ဒါကိုတူရေးတာလား number 3ကတော့ကျွန်တော် out spike ကအဲခဏကကျွန်တော်တူတူပဲ out spike ကမကောင်းဘူးဘာညာလေးရှိနေတဲ့တပေါ်ရှိတဲ့အဲခက်တူတူလေးတောင်မှမရှိအကောင်ဆိုတော့အဲ့လိုအဲ့လိုပုံမျိုးရှိတယ် အာ gravel stone တို့ကြီးလည်းအဲ့တိုင်းပဲကျွန်တော် entry ဝင်မယ်ဆိုရင်ကျွန်တော်တို့အာပေါ်3 or 5 pin မှာကျွန်တော်တို့အာ store lock ပေးပြီးတော့ကျွန်တော်တို့ out 3 or 5 pin မှာကျွန်တော်တို့ entry ကျွန်တော်ပေးလို့ရတယ်အဲ့လိုမျိုး trade လုပ်လို့ရတယ်ပေါ့နော်အားလုံးကတူတူပဲကျွန်တော်တို့ trade လုပ်ရတဲ့ပုံစံကိုကျွန်တော်ပြောပြတာကျွန်တော် psychology နည်းနည်းပြောမယ်အဲကျွန်တော်တို့ဒါကိုတည်ပြီးကျွန်တော်ကျွန်တော်တခုခုလောက်ရမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုပြောကိုနဲ့တတားရဲဖြစ်အောင်ကိုနဲ့အကြိုက်ကြိုက်ကျွန်တော်လေ့ကျင့်ဘယ်တော့မှမဆိုဗျာဒါ လောက်လိုက်တယ်ငယ်ဖြစ်တယ်ဆိုတာမရှိဘူးလေ။နော်ဒီ trading ဆိုရင်ပိုတော့ဆိုးတယ်ကျွန်တော်တို့အာလူကျွန်တော်တို့တရားမှာဆိုရင်အရင်ကပြောကြတယ်60ပေါ့။ဒါပေမဲ့မဟုတ်65လောက်ကလျှက်သွားတာကျွန်တော်ပြသွားတာ။အဲ့လိုမျိုးအလုပ်တစ်ခုကိုကျွန်တော်ကဒါလေးတည်အောင်လည်းသွားလုပ်မယ်။ဒါလေးတည်အောင်လည်းကျွန်တော်တို့ချမယ်ဆိုတာမျိုးကဒါဟိုစဉ်းစားဖို့တော့မဖြစ်နိုင်ဘူး။ဒါအဲဒါလေးကျွန်တော် sharing လုပ်တယ်အသွားလုပ်ဖို့လည်းကျွန်တော်ပြောတာမဟုတ်ဘူး။အာကျွန်တော်တို့တွေဒါ တကူအတိတ်တကူရပါရင်ကျွန်တော်ဂျင်းလိုက်တယ်ဒါပေမဲ့လေးကြည့်ပါအချင်းချင်းလေးကြည့်ပါကျွန်တော်ဆမ်းပါဒါပေမဲ့တကယ်တော့ကျွန်တော်မဆမ်းတော့ trader တွေတိလောက်နော်ဒီကကျွန်တော်ပြောတဲ့စကားဆိုရင် trader တွေတိလောက်မယ်အဲလူတိုင်းနားလည်လောက်မယ်အာကျွန်တော်တို့လေကိုယ်နဲ့တရားရဲဖြစ်အောင်ကျွန်တော်ပြောညာကိုယ်နဲ့တရားရဲဖြစ်အောင်ကျွန်တော်လေးကြည့်ပါဆမ်းပါဆမ်းပါဆိုတာကျွန်တော်တို့တကယ်ပြောတာမဟုတ်ဘူးကျွန်တော်တို့အာဆမ်းစရာတွေ စမ်းစရာနေရာတွေအများကြီးရှိတယ်ကျွန်တော်တို့လေ့လာလမ်းရင်းကျွန်တော်စမ်းသပ်မယ့်နေရာတွေအများကြီးရှိတယ်ကျွန်တော်တို့လေ့လာပါအာတေချာကိုနဲ့တရားလည်းဖြစ်အောင်လုပ်ပါကျွန်တော်ဘာလို့အဲ့ဒီစကားကြီးပဲပြောနေရလဲဆိုတော့အာကျွန်တော်တို့ဒီ trader တွေလည်းအဲ့ဒီစကားပဲကျွန်တော် mentor တွေ trader တွေလည်းအာဒီစကားတွေပဲထွက်တယ်ဘာဖြစ်ပြောစရာဆိုဒီစကားပဲရှိတယ်ဗျာဟိုနေ့ချင်းညချင်းအောင်မြင်တဲ့လူဆိုတာမရှိဘူးကျွန်တော်တို့လေ့လာပါကျော်စွဲအခုထိလေ့လာနေတော့ psychology နဲ့ပတ်သက်တဲ့ဗီဒီယိုတွေလည်းကျွန်တော်နောက်ပိုင်းကျွန်တော်တင်ပေးမယ်အာအခုတော့ကျွန်တော် confirmation ယူတဲ့ NST အတုံးကူလောက်ကျွန်တော်အခုပြန်မဆောင်နေတဲ့ပင်ပါကိုကျွန်တော် sharing လေးလုပ်ပေးတာဖြစ်တယ်အားလုံးကြိုးရှိမယ်လို့ကျွန်တော်မျှော်လင့်တယ်ကျွန်တော်ဗီဒီယိုကြည့်ပေးတဲ့လူတွေကိုလည်းကျေးဇူးများကြီးတင်တယ်နောက်ဗီဒီယိုတွေကိုလည်းကျွန်တော်အဆက်မပြတ်တင်ပေးဖို့ရှိတဲ့အတွက်ကြောင့်ကျွန်တော် channel ကို like subscribe follow လေးလုပ်ကြပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးစိတ်ချနိုင်ခြင်းကိုကျေးဇူးများကြီးပြုဆောင်ပါစေ